ဲသေးပေါ့နော်သေးသေးအဲ့ဒီအမတမငယ်တယ်ဆိုပြန်ကျွန်တော်ဟိုစိတ်ကြရနေပြောဒီတပီးလေးကိုလေးစားရပေါ့နော်လေးစားတော့ငါတချင်းရေးကျင်တယ်ဆိုရယ်စိတ်မျိုးဖြစ်လာချစ်ဖြစ်လာတော့ချက်ချင်းရေးလိုက်တာပေါ့နော်ဆိုတော့ AI နဲ့ Fendi ရတာဆိုတော့အချိန်ကတော်တော်ပေးရတယ်အာအဲ့ဒါနဲ့အခုမှစပြီးတော့တည်ရမှာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်အောက်တိုဘာ13ကကျွန်တော်မွေးနေ့ဖြစ်တယ်ကျွန်တော်မွေးနေ့အထိပ်ပဲနေအဲလေရောက်အောင်တပီးရဲ့ဟိုဖူကပါဝါသူရဲ့အမှုပညာကိုလည်းကျွန်တော်ပြကျင်တာနဲ့ ်ဒါလို့ကြိုးစားလိုက်တာပေါ့နော်အာဒီသတင်းကျွတ်မှာတင်နေဆိုပြီးတော့ဖတ်ပြီးပြတာတော့ဟိုတဲတဲပေါ့နော်တဲတဲအဲ့ဒီ miss ပြိုင်ပွဲမှာပြိုင်တဲ့အချိန်မှာဟိုဟာပေါ့တော်တော်လေးဟိုအကုန်လုံးကနေပြီးတော့တဲတဲလုတ်ဖြစ်နေတဲ့အချိန်အဲ့အချိန်မှာသူ့ရဲ့ ီလက်ညှိုးလေးလက်ညှိုးထိုးပြီးကြည့်တဲ့ပုံလေးရယ်ဒီလေးတဲ့များတဲ့ကြိုက်ထားတဲ့ပုံလေးရယ်အဲ့ပုံလေးကအရန်ကိုအများကြီးပဲတက်လာတက်လာအဲ့ဒါကိုကြည့်ပြီးတော့ဟာစိတ်ဝင်စားပါစိတ်ဝင်စားတော့အဲ့တော့ तू ပြောတာဆိုတာ तू လုပ်တာကြိုင်တာလေးကြည့်ပြီးတော့သူ့ရဲ့အမှုပညာပေါ်မှာခံစားတဲ့တတိတို့သူ့ရဲ့ဟာပေါ်ယုံကြည်မှုအဲ့ဒါတွေကိုအမတမငယ်တယ်ဆိုပြကျွန်တော်ဟာစိတ်ရတယ်ပြီးတော့အာဒီတပီးလေးကိုလေးစားတာပေါ့နော်လေးစားတော့ ငါတချင်းရေးကျင်နေဆိုတဲ့စိတ်မျိုးဖြစ်လာချက်ဖြစ်လာတော့ချက်ချင်းရေးလိုက်တာပေါ့နော်ကျွန်တော်ဟောပေါ့နော်ကူပိုင်ငွေလေးနဲ့ပေါ့ကူပိုင်ငွေလေးနဲ့ဒီဟာလေးကိုရေးပြီးတော့ EMS Studio မှာအာဂီတာဘူးခွန်စာဒီကိုအပ်ပြီးတော့တီးတဲ့အချိန်မှာတမီးရတကူတကလာတယ်လာပြီးတော့အဲ့ဒီမှာအဲ့ဒီတချင်းလေးကိုအိုက်ကြမှာသူကလည်းကြားတာကြားတော့သူစိုးရဲပေါ့နော်စိုးတော့ကျွန်တော်လူဂျင်တာလေးသူ့ပြောပြပြောပြတော့သူအိုက်တိုင်းလေးလေးကျူးစားလို့ဆိုလဲတော့တီးပြီးရတယ်သူကတန်းဆူသွားတာနောက်ထပ်မာတီဘယ်ဘယ်တီးတဲ့ ူ့မှာထပ်ဆိုဖို့အချိန်အချိန်မရဘူးเนาะဒါနဲ့အကောင်းဆုံးသူဆိုသွားပေးတယ်ပေါ့เนาะအဲ့ဒီချင်းလေးကိုကျွန်တော်ကလုံနေတဲ့အချိန်မှာဟိုမှာတဲတဲကပြိုင်ပွဲပဲဝင်ဝင်လို့အဖြေအပြားထွက်သွားပြီပေါ့เนาะအဲ့တော့ကျွန်တော်မတင်ပြဘူးပေါ့မတင်ပြမလုပ်ဖြစ်ဘူးမဖန်တီးဖြစ်ဘူးဒါနဲ့အခုအချိန်မှာဟောပေါ့တပီးတော့က သူတကယ်ရထားဒိုင်လူကြီးဖြစ်တယ်ဆိုတော့ကိုဝမ်းသာသွားတာပေါ့အော်သူသူရဲ့ဒိုင်လူကြီးဖြစ်တဲ့ကိစ္စတွေကိုကြည့်နားထောင်နားထောင်ယူတော့သူကော်မန့်လေးတွေဖတ်ကြည့်တာပေါ့နော်ဖတ်ကြည့်တာပေါ့ဖတ်တဲ့အခါမှာကိုတပည့်ကိုသမီးနဲ့ပတ်သက်ပြီးတော့တချို့ကလေးဒီဖတ်တဲ့အခါမှာအော်ဒီအချိန်မှာသမီးရဲ့အမှုပညာကိုငါချပြလေဆိုလို့ရှိရင်တတကူလည်းငကူလည်းကဂုံပြူချင်တဲ့စိတ်ရယ်စဉ်းစားပြဒါလေးကိုတော့လှုပ်ဖြောက်လှုပ်မယ်ဆိုပြီးစိတ်ကူးလိုက်တာစိတ်ကူးရဲဆိုပြီးနဲ့ ဒါဘလို့ပုံဖော်မှမသိမပြောလိမဲနဲ့ပေါ့နော်ကျွန်တော်ဟိုအဲ့ဒီ online ကနေပြီးတော့ကျွန်တော်ရဲ့အဲအလူပညာကိုလည်းချစ်တယ်အဲ AI သမားလေးတယောက်ပေါ့သူက professional လုပ်စားတော့မဟုတ်ဘူးကြာသူကနိုင်ငံသားမှနေတာသူ AI လေးတွေကျွန်တော်သဘောကျတယ်ကျွန်တော်စာတန်းရေးလိုက်တော့သူက reply ပြန်တယ်ပြန်တဲ့အချိန်မှာတယောက်တယောက်ပြောပြီးသွားတာပေါ့နော်ပြောပြီးသွားတော့ဒါလေးကိုဒီလိုလုပ်ချင်တယ်ဆိုတော့သူက story book တွေပါကြီးအစားဆွဲဆွဲပြီးတော့ကျွန်တော်ပြတာပေါ့နော်ပြောမင်းသမီးက အာဒီလိုဘုရင်တော်မှာလည်းမူတဲစုကြီးပုံနဲ့လုပ်ချင်တယ်ဆိုတော့အာကြတက်တက်စီဖွင့်တောင်းဖို့အတွက်ကိုစူးစမ်းရပြန်အောင်စူးစမ်းတော့အာသူ့ဆရာကိုကိုထူးစီလည်းကျွန်တော်ကဖုန်းဆက်တယ်တက်တက်စီလည်းဆက်တယ်တက်တက်ရဲ့ဆရာကိုထူးရလွင်စီမှာသူ request လုပ်လိုက်တဲ့အခါမှာဟိုဝခွင့်ပြုပါတယ်ဆိုတော့ဟာကြတော့ဆိုတော့ AI နဲ့ဖန်တီးရတာဆိုတော့အချိန်ကတော်တော်ပေးရတယ်တော်တော်ပေးရတဲ့အခါကျတော့တဖြည်းဖြည်းနဲ့တလားနဲ့နှစ်လားလောက်ဖြစ်ဖြစ်သွားတော့เนาะအဲအဲ့ဒါနဲ့အခုမှစပြီးတော့ တင်ရမှာပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်အောက်တိုဘာ13ကကျွန်တော်မွေးနေ့ဖြစ်တယ်ကျွန်တော်မွေးနေ့အထီးပဲနေအဲလေရောက်အောင်တနည်းရဲ့ဒီဒိုင်မမစတာမှာဒိုင်လူကြီးလုပ်တဲ့အခြေနားဝါတော့မသိဘောနော်ဆာမရိယမသိရအောင်အဲအဲ့အချိန်ဒီမှာသူ့ရဲ့ဟိုဖိုကယ်ပါဝါသူ့ရဲ့အနုပညာကိုလည်းကျွန်တော်ပြကျင်တာနဲ့ဒါလို့ကြိုးစားလိုက်တာပေါ့နော်အာဒီသတင်းချုပ်မှာတင်နေဆိုပြီးတော့ ဟုတ်ကျွန်တော်ကဒီလိုမျိုးရင်ထဲကပါတဲ့သင်းမျိုးပေါ့နော်အားနဲ့မန်နဲ့ဆိုရတာမျိုးဆိုရင်တော့အရန်ကြီးအခက်ခဲမရှိဘူးပါဆိုကျွန်တော်ကလည်းအတန်လုံးနည်းနည်းကြီးတော့လေဒါကကျွန်တော်အရန်ကြိုက်တဲ့ခုပုံစံလေးဖြစ်တော့အဲနောက်ပြီးတော့ဒါကဟိုဆရာကမြန်မာတန်ဆန်အောင်ရေးထားတာမဟုတ်ဘူးအဲ့လိုမျိုးဆိုတော့လေအဲ့လိုမျိုးဆိုတော့အဲကိုတို့ဆိုရတာအဆင်ပြေတယ်အနေကငုတွင်းရတာဘာမှမကြပါဘူးကြားရတဲ့နေအော်ဒီဆရာသမီးတချင်းတော်တော်ကြိုက်တယ်ဇဝင်းရနေတော်တော်ပြောပါတယ်ဒါပေမဲ့ဆရာက ဒီ social media တွေပေါ်မှာဒီ social platform တွေပေါ်မှာယူတင်ပါဆိုတော့ဆရာသမီးအားနာတယ်ဆိုမဟုတ်သမီးယူတင်ရတယ်ပေါ့နော်အဲ့လိုဆိုတော့ဆရာလည်းစသရအတွက်ကျေးဇူးတင်ပါတယ်ဆဖန်တီးတဲ့ကကျွန်တော်တည်ချင်လို့ပေါ့သမီးကိုသူသူ့ရဲ့ကိုယ်ပိုင်သချင်းတွေတည်းကတပုတ်အနေနဲ့ဖြစ်ချက်ဖြစ်ချက်တော့အဲ့ဒါလေးကိုသမီးဒီလိုလေးဆိုတော့သူဆိုခိုင်းတာရည်ရထားတာတခုချထပြီးတော့ဖွင့်ပြောလိုက်ကျွန်တော်တချင်းတွေကိုကျွန်တော်ပြိုင်ပွဲလုပ်ဖို့အစီအစဉ်ရှိရတယ်အဲ့ဒီထဲမှာ အာနှောင်းဆိုတဲ့ရုပ်ရှင်ဇာတ်ကားတွေကနှောင်းတချင်းရယ်ဒီပန်ထွာတဲတဲလို့ပန်ထွာတချင်းရယ်ကျွန်တော်အရင်ကရေးခဲ့တဲ့မနိဆန္ဒတန်းချင်းဆိုတဲ့တချင်းရယ်အဲ့သုံးပုဒ်ကိုကျွန်တော်ပြိုင်ပွဲလုပ်ဖို့ပေါ့နော်တနင်္ဂနွေလုံးမှာရှိတဲ့ဂီတဝါဒနာရှင်တွေပြိုင်ပွဲလုပ်ရဆိုတော့ဒီသူတို့လုပ်တဲ့ဟိုလိုအကြီးကြီးတော့မဟုတ်ပါဘူးကျွန်တော်အဲ့လောက်ထိမတက်နိုင်ဘူးပေါ့ကျွန်တော်အဲ့ဒီကျွန်တော်ရိုးရိုးရဲရိုးရိုးပဲကျွန်တော် TikTok တွေမှာ ဒီသချင်းလေးတွေကို music လေးပို့ပေးပြီးတော့အဲကြိုက်တဲ့သူကြိုက်တဲ့ကြိုက်တဲ့သချင်းကိုပြိုင်နိုင်တယ်ဆိုတော့အဲအဲ့ပုံစံမျိုးလေးလုပ်ကိုစိတ်ကူးထားပါတယ်ချင်းလေးကိုနောက်အောက်တိုဘာပထမပတ်လောက်ထဲမှာ uh, YouTube channel ပေါ့เนาะညီမကြီး YouTube Facebook ဒါနားဆင်နိုင်ပါမယ်နောက်ပြီးတော့အဲဒီသချင်းလေးဟာဆရာရဲ့အစအဆုံးခံတီးမှုကကျမကရှင်းဆိုပေးရုံပဲပေါ့နော်အဲဒီသချင်းလေးကိုဂုံပြူပေးတာညီမလေးတဲတဲကိုလည်းဆရာကဥဆောင်ပြီးတော့ဂုံပြူပေးတာပါအဲကျမတို့ကနောက်ကနေပြီးတော့ပဲလိုက်ပြီးတော့ဆရာသဘောအဲအကြိုက်လိုက်ဆောင်ပြီးတော့ပေါ့နော်ဆရာသဘောနဲ့တင်းတစ်ခုလုံးအကုန်လုံးကဒီ AI create လုပ်တာစလို့ဘန်တစ်ခုလုံးစတူဒီယိုအကုန်လုံးကအဲဒါဆရာက သဘောရှိအကုန်လုံးညီမလေးကိုအတူတူစိတ်တူလက်တူနဲ့အကုန်လုံးဂုဏ်ပြုပေးကြတာပါဒါကြောင့်မို့ညီမတို့ရဲ့ဒီတဲတဲလုပ်ပန်းထားတဲ့ချင်းလေးကိုအော်တိုဘာဖမပတ်မှာတင်ပေးပါမယ်ရှင်အားလုံးပဲစောင့်မျှော်ပြီးအားပေးကြပါဦးဟုတ်